စံစားကဏ္ဍပိုင်းဇဝင်ကဏ္ဍကိုတက်တဲ့ညင်ကတည်ုပ်ဆောင်ခဲ့တာကြောင့်ကဘာကျော်မင်းသားကြီး Tom Cruise နဲ့ခိုင်းနိုင်ခံရတဲ့မင်းသားကြီးနေတူမင်္ဂလာပါရှင်ပါမစ်နောင်မှပြန်လည်ကျွဆွလိုက်ပါလေအခုတခါမှတော့မြန်မာပြည်သက်ကြီးရဲ့အချက်တော်မင်းသားကြီးနေတူကတော့ရုပ်ရှင်စကားကြီးတစ်ခုမှဇဝင်ကဏ္ဍကိုတက်တဲ့ညင်ကဆွတ်ဆွတ်ဆန်းဆန်းရိုက်ကူခဲ့တာကြောင့်ကဘာကျော်မင်းသားကြီး Tom Cruise နဲ့တော့တူတယ်လို့ပြောခံနေရတာပါ ရောက်ရှင်လူပညာလောကမှာဆိုရင်တော့မင်းသားမင်းသမီးတွေဟာ item တစ်ခုနဲ့လောက်ပြထိုင်ုံနဲ့မရသေးပါဘူး။ကြာရဆက်ကောင်နဲ့ live ဖက်တဲ့ item နဲ့စွန်စားကန်းတွေကိုလည်းမကြောက်မရွံ့လုပ်နိုင်မှအတန်ဝင်တဲ့ဆက်ကောင်ကိုဖန်တီးနိုင်မှာပါ။အထူးသဖြင့်ပြောရရင် action ဆက်ကောင်တတော်များများမှဆိုရင်တက်ဖြတ်ခန်းတွေတိုက်ခိုက်ခန်းတွေပောက်ကွဲရဲ့ပိုင်းတွေကို ပိုင်ပိုင်နိုင်နိုင်လုဆောင်ရမှာပါ။ လူတွေစိတ်ဝင်စားကြည်များတဲ့နိုင်ငံခြားစက်ကောင်းတွေရဲ့အရှင်ခန်းဒီမှာဆိုရင်သရုပ်ဆောင်မင်းသားမင်းသမီးတွေအကုန်လုံးဟာအက်ဒစ်လောက်တာမျိုးလူစားထိုးတာမျိုးတုံယုံမလုပ်ပဲဆွတ်ဆွတ်ဆဆရိုက်ကူးကြတာများပါတယ်။မြန်မာနိုင်ငံရဲ့ပြည်သူ့ချင်းနိုင်ငံကျော်မင်းသားကြီးတလက်ဖြစ်တဲ့မင်းသားနေတို့ကလည်းအရှင်စုံဝင်ခန်းဒီမှာတန်းနဲ့ရင်ပြီးတော့ရိုက်ကူးကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့တည်ကြတဲ့အတိုင်းမင်းသားကြီးနေတို့ကတော့မြမရုပ်ရှင်လောကမှာတော့တိတ်တိတ်ချင်းအောင်မြင်ကအကယ်ဒမီစုချင်းတွေကိုလည်းတင်ပိုင်ထားတာပါ မင်းသားကြီးနေတို့ရဲ့တရုတ်ဆောင်စွမ်းရည်အိုက်တင်နေစတဲ့အရေးချင်းတွေကိုတော့ပိတ်သက်ကြီးတွေနဲ့တီးပါပဲမင်းသားကြီးနေတို့ကတော့သူ့ရဲ့ကြံ့ရဆက်ကောင်တွေဖြစ်တဲ့အချက်အမုံအလွမ်းစက်ချမ်းခြောက်ချားစရာဆက်ရုပ်တွေကိုအတဝင်းပြပြင်အောင်တရုတ်ဆောင်နိုင်စွမ်းရှိတဲ့အပြင်ဟာတာလူရှင်တော်ဆရာအနေနဲ့ပရိသတ်တွေကိုဖျော်ဖြေလို့ရှိတာပါဒီလိုရချင်းပြေဝမှုတွေကြောင့်နေတွင်းရဲ့ဇက်ကောင်းကိုကြည့်ရတူရာဟောင်းမတူညီတဲ့ခန်းစားမှုတွေကိုခန်းစားရကမင်းသားကြီးနေတွင်းရဲ့သူမတူတဲ့တည်ယုံဆောင်စွမ်းရည်ကိုလည်းမြင်တွေ့ရမှာပါ ဒါကြောင့်လည်းပဲမင်းသားကြီးနေတူးကတော့တနိုင်ငံလုံးကပြည်သက်ကြီးတွေကချစ်ခင်အားပေးနေကြတာပါ။အခုလည်းပဲမင်းသားကြီးနေတူဟာသူများနဲ့မတူတဲ့အိုင်တင်နေအရှင်ဆုံးဝင်ခံနေကိုသူကိုယ်တိုင်ပင်မခံပြီးတော့ရိုက်ကူးခဲ့တယ်လို့သိရတာပါ။မကြသေးခင်ကမြန်မာနိုင်ငံမှာယုံတင်ပြသလျက်ရှိတဲ့ကန်နဝင်းကတူရုပ်ရှင်ဇာတ်ကားကြီးတော့သိကြပါလိမ့်မယ်။မင်းသားကြီးနေတူပါဝင်တည်ုံဆောင်ထားတဲ့ကန်နဝင်းကတူရုပ်ရှင်ဇာတ်ကားကြီးမှာတော့အရှင်ဆုံးဝင်ခံနေမျက်စိနဲ့ဆုံးဝင်ခံနေကိုတွေ့ကြရမှာပါ။ အဲဒီရောက်ရှင်စကားကြီးတွေမှာတော့မင်းသားကြီးနေတူတယောက်ကတော့တစ်ပင်တက်ရတဲ့အခန်းနဲ့မြင်းကိုတုံးဆိုင်စီရတဲ့အခန်းတွေပြင်မြင်းပေါ်ကနေပြုတ်ကျတဲ့ဇဝင်ခန်းတွေအကုန်လုံးသူကိုယ်တိုင်တက်နေရေးပြီးရိုက်ကူခဲ့တာပါအသက်ကြီးလာပြီးမှမပြတ်စီသေးပဲကျမကြီးကောင်းတယ်လို့မင်းသားနေတူကိုပြောရမှာပါပဲဒီစကားနဲ့မှာဆိုရင်တစ်ပင်တက်တဲ့အခန်းနဲ့ပြုတ်ကျတဲ့ခန်းတွေမှာဆိုရင် အောက်ကခံပေးထားတာမျိုးလုံးဝမရှိဘဲတတိရှိရှိနေပဲအပင်ပေါ်တက်ကရိုက်ကူထားတာပါ မင်းသားကြီးထွန်ခရုစ်လိုမျိုးကြိုးတန်ပြီးရိုက်ကူးတာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဒလွန်သက်ရွယ်မျိုးမှာသက်ဆွန်ဆန်ပြားရိုက်ကူးရတာကတော့မင်းသားနေတို့အတွက်စိုးရိမ်ပူပန်စရာပါဒီလိုမျိုးတန့်အနေတော်ထိခိုက်နိုင်တဲ့ဇဝင်ကန်တွေကိုလူစားထိုးတာမျိုးလုံးဝမရှိဘဲအပင်ပန်းခံကရိုက်ကူးနိုင်တာကတော့မင်းသားကြီးနေတို့ရဲ့တကယ့်ကိုချီကျူးလေးစားဆရာကောင်းလောက်တဲ့အရေးချင်းစင်မှန်နေပါပဲ။ဒါကြောင့်လေမင်းသားကြီးနေတို့ကိုကပ္ပကျော်အရှင်မင်းသားကြီးထွန်ခရုစ်နဲ့တူတယ်လို့ချီကျူးနေကြတာပါ။ ဒါကြောင့်ဒီလိုတက်တဲ့ရင်ပင်ရိုက်ကူးထားတဲ့အတွက်ကြောင့်ကန်ဝင်ငတူးရုပ်ရှင်စကားကြီးဟာရလက်ကောင်းတွေပိုင်ဆိုင်နိုင်မှာအသေးချာပါပဲ။ဒီဗီဒီယိုကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးဝေကံရောမင်းသားကြီးနေတူရဲ့အရှင်ဆုံးဝင်ခံတွေကိုကြိုက်နဲ့တက်ကြရလားဆိုတာပြောပြပေးသွားခဲ့ပါအောင်ရှင်။